အခုတစ်ခေါက်မှဆက်ပြီးတော့အခန်း9ရဲ့ grammar လုပ်လေးတွေကိုဆက်ပြီးတော့လေ့လာပါမယ်နော်။အဲဆိုတော့အခန်း9ရဲ့ grammar လုပ်လေးတွေမကြည့်ခင်မှာအရင်ဆုံးခွတိုးပါလေးတွေကိုရအောင်တက်ပြီးမယ်နော်။ရအောင်တက်ပြီးသွားတော့မှ grammar လုပ်လေးတွေနဲ့တွဲပြီးတော့ကြည့်ပေးပါ။အဲဆိုတော့အခုအခန်း9ကကျွန်တော်သိရမယ့် grammar လေးကကြတော့အခန်းလေးတွေကကိုယ်ပြီးမှတ်ပြီးသား အချိန်နဲ့တွဲသုံးနေနှိတိကျရဲ့အချိန်ဒီနေပဲတွဲသုံးနေနှိပါ မတိကျရင် လုံးဝမသုံးပါဘူးအဲတိကျရဲ့အချိန်ဆိုတာကတနာရီကနေစတော့24နာရီပတ်လုံးအချိန်အတိအကျနာရီအတိအကျဒါမှမဟုတ်မိနစ်အတိအကျစက္ကန့်အတိအကျနဲ့ဖော်ပြထားတယ်ဆိုရင်အဲဒါကိုနှိနဲ့ကပ်ပြီးတော့သုံးပေးပါမယ်နှိရဲ့အတိတ်ပဲကျတော့မှားလို့အတိတ်ပဲရမယ် ဲ့တော့မတိကျတဲ့အချင်းဆိုတာဘယ်လိုမျိုးပြောရလဲဆိုတာလေကိုယ်ရည်တည်ထားမှရမယ်လေအဲမတိကျတဲ့အချင်းဆိုတာက rain လာမဲနှင့်လို့ rain gets လာမဲလာလို့ sun shoe ပြီးခဲ့တဲ့အပတ်လို့ ခွန်ရှူဒီအပတ်လို့နောက်ထပ်သကလုံးလေးတွေအများကြီးပဲရှိသေးတယ်เนาะဒါရီယာဆိုရင် မတိကြဘူးမနေ့ကလို့တနေ့ကလို့တပတ်ခါလို့မနက်ဖြန်လို့ဒါရီကမတိကြပါဘူးအဲ့ဒါသူတို့ရဲ့အနောက်မှာနိနဲ့ကတ်သုံးစရာမလိုပါဘူးတိကြတဲ့အချိန်အတိကြနဲ့ပေါ်ပြထားမှသာနိနဲ့ကတ်သုံးပေးပါအဲ့တော့အောက်လေးမှာဥပမာလေးကြည့်လိုက်ပါခွန်ရှူခီမတ် ဒီအပတ်လာမယ်ခွန်ရှူဟာတိကြတာဒီအပတ်ဆိုတော့ဘနနာကြီးဘနဘယ်နေ့ဘယ်ရက်မှာလာမယ်ဆိုပြီးတော့ပြောထားလားမပြောထားဘူးအဲ့ဒီကနိနဲ့ကပီးသုံးစရာ မလိုဘူးနောက်တစ်ချောင်းလေးကြည့်ကြည့်ခေါ်တိုးရှင်နောနီဂါစနီခီမတ်ဒီနေ့ရဲ့နှစ်လပိုင်းမှာလာပါမယ်နှစ်လပိုင်း နှစ်လပိုင်းဆနှစ်လပတ်လုံးအဲ့လိုမျိုးလအတိအကျနဲ့ဖော်ပြထားတာရည်ရအတိအကျနဲ့ဖော်ပြထားတာဆိုရင်လေနိနေကပ်ပြီးတော့တောင်းလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့တိကျရဲ့အချင်းဆိုင်ကြီးတွေဝင်လို့ပါအဲ့တော့ရည်ရအတိအကျလအတိအကျဒါဆိုရင်နိနေကပ်ပြီးတော့တောင်းလို့ရတယ်ဒါလေးကတိကျရဲ့အရာတွေနဲ့ပဲတွဲတုံးနေနိလေးရဲ့အကြောင်းပါအဲ့တော့နောက်ထပ်စကားလုံးလေးတစ်လုံးဆက်ပြီးမှတ်မယ် နောက်ထပ်စကားလုံးလေးရကြတော့နေရနဲ့တွဲသုံးနဲ့အဲနေရဖြစ်ရမယ်နေရဆိုတာကစာကြည့်တိုက်သူရှောကန်ဒေဘာသူကုံတိုက်လို့ကခိုးကြောင်းလို့ဒါဒီကနေရစရင်ထဲဝင်ပါလေအဲ့တော့အဲ့ဒီနေရဒီရဲ့အနောက်မှာအဲလို့ခေါ်တဲ့အစကလုံးနဲ့တွဲပြီးသုံးမိမယ်သူ့ကိုရေးထားလို့ဒါ HE ဟဲလို့ရေးထားပြီးမယ်အပန်ထွက်က အေးလို့အတန်ထွက်ပေးတယ်။နေရရဲ့အနောက်မှာတွဲသုံးတဲ့အေးပါအတိတ်ဘေကစီတို့အဘားကြောင့်သုံးပါလေဆိုတော့တဏညာကနေတဏညာကိုရွေးလျားသွားတာအဥပမာသွားတယ်လာတယ်ပြန်တယ်ဆိုတာကလက်ရှိရှိရဲ့နေရာကနေနောက်ထပ်တဏညာကိုရွေးလျားသွားတာဖြစ်တဲ့အတွက်ကြောင့်နေရရဲ့အနောက်မှာအေးလို့ခေါ်တဲ့စကားလုံးလေးကပ်ပြီးတော့သုံးပြီးရမယ် ဥပမာအုတ်လေးမှာကြည့်ကြည့်ပါ ခဲစဒုခုအိခိမတ်တာကဒီမနဲ့ဘယ်နေရာတော့တွားခဲ့တာလဲဒုခုအဲလို့ရေးထားတယ်ဘာဖြစ်လို့လဲ အဲဆိုရင်နေရာနဲ့ပဲတွဲပြီးရမှာဖြစ်တဲ့အတွက်ဒိုးခိုဆိုတာနေရာကိုမီးတဲ့မီးခွန်းစကားလုံးနေအဲ့အတွက်အဲကိုတုံးတဲ့အတွက်ဘယ်နေရာသွတ်သွားခဲ့တာလဲအဲ့တော့အောက်မှာပြန်ဖြေတဲ့ကခိုအဲအီကီမတ်တာကျောင်းတို့သွားခဲ့တယ်သွားပြီဆိုတဲ့ကလက်ရှိရှိတဲ့နေရာကနေနောက်ထပ်တနေရာကိုရွေလျားသွားတာဖြစ်တဲ့အတွက်နေရာရဲ့အနောက်မှာအဲနဲ့ကပ်ပြီးတော့တုံးပေးရမယ်ဒါကဒုတိယမှတ်ရမယ့်စကားလုံးလေးပေါ့နော် ်နောက်ထပ်စကားလုံးလေးတစ်လုံးဆက်ကြည့်ကြမယ်နောက်ထပ်စကားလုံးလေးကကြတော့ noun ဒဲ noun နဲ့ပဲတွဲသုံးနေဒဲပါအတိတ်ပေက noun ဖြစ်အဲ့ဒီ noun နေရာမှာဘာတွေကတ်သုံးမိမလဲကြည့်ကြည့်အခုပစ္စည်းတွေစီးစရာဟင်တွေရဲ့အနောက်မှာဒဲနဲ့ကပ်ပြီးသုံးပေးမယ်အခုပစ္စည်းဆိုတာကိုယ်ရဥပမာထမင်းစားလို့ပြောလိုက်ပြီဆိုရင်ထမင်းစားတာတုံးနဲ့စားတာလားဇွန်းနဲ့စားတာလားခရင်နဲ့စားတာလား အဲ့လိုအကိုပစ္စည်းကိုပြောတာကိုတခုခုပြုတ်လောက်တဲ့အခါမျိုးမှာသုံးတဲ့အကိုပစ္စည်းတွေအနောက်မှာဒိန်းနဲ့ကပ်ပြီးတော့သုံးပေးဒုတိယစစ်စရာရင်းနေတန်ရှာယထာတို့ជីတန်ရှာစပိန်လို့ဒါရီယာစစ်စရာရင်းမှာအဲ့အတွက်သူတို့အနောက်မှာဒိန်းနဲ့ကပ်ပြီးသုံးပြီးလို့ရတယ်အဲ့ဆိုရင်ဥပမာလေးနဲ့တွဲကြည့်ကြမယ် နန်းဒေကာခိုအိခီမတ်စကာဘာဖြစ်ကြောင်းတို့သွားတာလဲကြောင်းသွားတဲ့နေရာမှာလမ်းလျှောက်ပြီးသွားတာလားစပိန်နဲ့သွားတာလားအဲ့တော့အောက်မှာပြန်ဖြေထားတယ်အာရူအီတေအီခီမတ် လမ်းလျှောက်ပြီးတော့လေလမ်းလျှောက်တယ်ဆိုတာစစ်စစ်ရာဆိုင်ထဲမဝင်ဘူးနော်အဲ့အတွက်ဒင်းနဲ့ကတ်သုံးစရာမလိုပါဘူးဒါလေးကထူးခြားချက်ပါအဲ့အောက်ကစကလုံးမှတွဲမယ်ခရူမသေးအီကီမတ်ကားဖြစ်သွားတယ်ကားဆိုတာစစ်စစ်ရာဆိုင်ဆိုင်ထဲဝင်နေလေအဲ့အတွက်ခရူမသေးဆိုပြီးဒင်းနဲ့ကပ်ပြီးတော့တုံးပြရမယ်အဲ့အတွက်မေကုန်းလဲတေချာဖတ်မယ်အထီးလဲတေချာလေးမှန်အောင်လို့ဖတ်မယ်နော်ဖတ်မရမယ်စကလုံးလေးကတော့တူလို့ခေါ်တဲ့စကလုံးလေးလူ နဲ့တွဲသုံးနေတူလို့မှတ်ထားလူနဲ့တွဲသုံးနေတူအဲ့ဒီလူကကိုတနည်းရရသွားတဲ့ခါမှာအတူတူသွားတဲ့လူပုတ်ကုံအတူတူပြုတ်လုတဲ့လူပုတ်ကိုရဲ့အနောက်မှာတူဝင်နဲ့ကပ်ပြီးသုံးလို့ရတယ်ဘယ်လိုလဲဆိုတော့မိသားစုနဲ့ခရီးသွားတယ်တငယ်ချင်းနဲ့ရုပ်ရှင်ကြည့်တယ်ဒါဆိုရင်ကိုတယောက်တည်းမဟုတ်ဘူးလေကိုနဲ့အတူတူသွားတဲ့အဲလူအဲ့ဒီလူကိုပြောချင်းအနောက်မှာတူနဲ့ကပ်ပြီးတော့သုံးပေးအမကြည့်ကြည့်မယ်ဒါတွေတူအီကီမတ်စ်က ဘသူနဲ့သွားတာလေဒါဆိုရင်တော့ကိုကအတူသွားရဲ့လူကိုသိကျင်တဲ့အတွက်မိကုန်းစက္ကလုံဘာပဲသုံးမလဲဒါတွေပဲသုံးဒါတွေသူကီမတ်ကဘသူနဲ့သွားမှာလေအဲ့တော့အောက်မှာပြန်ရေးတယ်ခါဇိုကုသူကီမတ်မိသားစုနဲ့သွားမယ်ကိုကြောက်တဲ့သွားတာမဟုတ်ဘူးမိသားစုနဲ့လို့ပြောကျင်တဲ့အတွက်ခါဇိုကုရဲ့အနောက်မှာတုံနဲ့ကပ်ပြီးတော့သုံးပြီးတယ်နောက်တစ်ခု히토리테이키마스တယောက်သေးသွားမယ် ဒါဆိုရင်ဟီတိုရီသေးကတယောက်တည်းအတူတူသွားတာမဟုတ်တဲ့အတွက်ကြောင့်လူမရှိဘူးလေအတူတူသွားတဲ့လူမရှိမှမရှိတာအဲ့အတွက်တုံနဲ့ကပေးစရာလိုလားမလိုဘူးနော်ဟီတိုရီသေးအီကီမောဆိုပြီးတော့ပဲရေးပေးလိုက်တာလေအေးဒါဆိုရင်တော့ဒါလေးကအခန်းငါးမှာ တရမယ်စကလုံးလေးလေးလုံးเนาะအဲ့ဒီစကလုံးလေးလေးလုံးကအခန်းငါးတယ်မဟုတ်ဘူးနောက်ပိုင်းအခန်းဆုံးတဲ့အထီကို un fight level အတွက်အရေးကြီးတာဖြစ်တဲ့အတွက်သေချာလေးမှတ်ပါမယ်เนาะဒါဆိုရင်တော့အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်เนาะ